Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင် Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းတချို့ရှိပါတယ်ဒါဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါ Tie Six စာမှာဖြစ်တဲ့ Joshua Zirkzee တို့เนาะ Queen League စာမှာ sorry ပါတယ်ဒီနောက်ခံစာမှာဖြစ်တဲ့ကျွန်တော်ဒီ Harry Maguire တို့ Kobe Mainoo တို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားထားတဲ့ကျွန်တော်သတင်းတွေကျွန်တော်ရှိပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့အဲ့ဒီတွေကမှကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် ျွန်တော်ဒီ Fabrizio Romano ကနေပြီးတော့ကျွန်တော်ပြောထားတယ်နာပိုလီအသင်းရဲ့ဘက်ကတော့ United ရဲ့ကွင်းလေးကစားမဖြစ်သူ Kobe Mainu ကို အသင်းရဲ့ဇန်နဝါရီအပြောင်းရွှေ့မှာခေါ်ယူမဲ့စာရင်းလေးကိုထည့်ထားတယ်ဖြစ်တယ်ပေါ့နော်။ဒီအပြောင်းရွှေ့ကတော့ Manchester United ရဲ့အပေါ်မှာသာမူတည်နေပြီးတော့အခုချိန်ထိအသင်းရဲ့ဘက်ကတော့ Mainu ကိုလက်လွတ်ချင်စိတ်မရှိဘူးပေါ့နော်။နာပိုလီရဲ့ဘက်ကလည်းခေါ်ချင်တယ်၊ Mainu ရဲ့ဘက်ကလည်းပြောင်းချင်တယ် ဒါပေမဲ့လို့ Manchester United ရဲ့ဘက်ကတော့ကစားမဖြစ်သူကိုလက်လွတ်ချင်စိတ်မရှိသေးဘူးပေါ့နော်ဆိုတော့ဒီအပြောင်းအရွေ့ဖြစ်မြောက်ဖို့ဆိုရင် Kobe Mainu ပေါ်မူတည်ဘူး Napoli ပေါ်မူတည်တော့ပဲနဲ့ Manchester United ပေါ်မှာပဲမူတည်နေတယ်ဆိုတော့ Mainu နဲ့ Napoli ရဲ့ကြားထဲမှာအဆင်ပြေနိုင်ကြီးများတဲ့ United အပေါ်မှာပဲမူတည်တယ်ပေါ့ဒါကျွန်တော်တို့ဒါတော့အရင်းနဲ့တိတဲ့အတိုင်းပဲဒီအပိုင်းနေမှာလဲတရင်တွေကကျွန်တော်တို့ကခဏတိုင်းဆိုသလိုကျွန်တော်ထွက်ထားပြီးသားဗျာเนาะကျွန်တော်တို့ Mainu ကအသင်းမှာလဲ ဟိုကက်စမဲရိုကိုကြော်ပြီးတော့လေပွဲကစားခွင့်ကျွန်တော်မရဘူးเนาะပြီးရင်ဖာနယ်ဒက်စ်ကိုကြော်ပြီးတော့လေပွဲကစားခွင့်ကျွန်တော်မရတဲ့အပြင်ပြီးခဲ့တဲ့ပွဲစဉ်တွေဆိုလို့ရှိရင်10မိနစ်မှတောင်သူကစားခွင့်မရဘူးပေါ့ဒါအပြင်အရေးတဲ့အသင်းကတပတ်မှတပွဲလောက်ပဲကစားနေရတယ်ဆိုတဲ့ချိန်မျိုးမှာကိုဘီမင်းနူးတို့အတွက်ဘယ်လိုမှန်ကိုနေရာပေးလို့မရဘူးဖြစ်နေတာအဲ့တော့ United အနေနဲ့ဒီကစားမဖြစ်သူကိုကျွန်တော်ကရောင်းချဖို့ကြိုးပမ်းတော့မယ်အသင်းရဲ့ဘက်ကလည်းအသင်းရဲ့ဘက်ကလည်းပဲဘယ်လိုပြောမလဲ လက်မလွတ်ချင်ဘူးပေါ့တကယ်တမ်းကရောင်းချဖို့ဆိုတာထက်အငှားနဲ့ကိုပဲမင်းနူကပြောင်းကျင်တဲ့ဘောပါထားပါတော့နောက်ရာသီတွေမှာအသင်းမှာဆက်ပြီးတော့ရှိကျင်တယ်ဒီရာသီပဲသူကပြောင်းကျင်တာပေါ့နော်ကျွန်တော်တို့ပွဲကစားခွင့်အရင်နေတဲ့ခါကျတော့အဆင်မပြေဘူးကမ္ဘာဖလားကလည်းကျွန်တော်လာပြီပေါ့နော်ဒါကစားမားတွေဘက်ကကျွန်တော်တို့တွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအားလုံးကနားလေပြလို့ရတဲ့အရာတွေကြီးပဲပေါ့သိတယ်မလားအထူးသဖြင့်ဟိုပြိုင်ပွဲတွေပါတယ်အများကြီးရှိတဲ့နေရာမှာ ီကစားမကကစားခွင့်မရတာဆိုလို့ရှိရင်တော့မှကစားမရဲ့အီချင်းဒီတယ်မလားပြောစရာဖြစ်လို့ဘာညာကျတို့ပြောလို့ရသေးတယ်အခုကအဲ့လိုမဟုတ်ဖိနေပြိုင်ပွဲကလည်းတအားနေနေတဲ့အပြင်အနီးပြားကလည်းသူ့ကိုထည့်ပြီးတော့မကစားနိုင်တာဟာပြိုင်ပွဲနေလို့ဖြစ်တယ်လက်ရှိကစားမတွေကိုကြော်ပြီးတော့တုံးလို့မရဘူးဆိုတဲ့အကြောင်းတွေကျွန်တော်ပြောထားတယ်အဲ့တော့ main တွက်ကတော်တော်လေးကိုစိတ်ပြက်စရာပါတကယ်တမ်းတွေးကြည့်ရင်သူ့အချင်းကြီးကအသင်းဘက်ကလည်းပေါ့နော်တကယ်တမ်းတွေးကြည့်လက်လွတ်တင်တယ်ဗျလက်လွတ်တင်နေဆိုတော့ကိုက တကယ်နေရာမပေးနိုင်ဘူးဆိုတော့အချိန်မျိုးမှာမိန်းနူတို့ကလက်လွတ်တင်တဲ့နေရာမှာကျွန်တော်တို့ပါတယ်ဗောနော်ဟိုကိုဥကာလေးတို့ပါလို့လည်းကျွန်တော် ရှိနေတာပဲเนาะကွင်းလယ်မှာကက်စမီရိုရှိမြဲဥကာလေးရှိမြဲဘရူနိုရှိမြဲဗျာဒီ၃ယောက်နဲ့ဆိုလို့ရှိရင်ကိုပဲတပတ်ကိုတပွဲလောက်ပဲကစားရတဲ့အခြေအနေမျိုးကလုံလောက်နေပြီဘာလို့လဲဆိုတော့ဘရူနိုဖရနက်စ်ရဲ့နေရာကလဲမှမလဲတာကက်စမီရိုနေရာကိုပဲကျွန်တော်ကအပြောင်းလဲကလုပ်နေတယ်ဆိုတော့ဥကာလေးရှိရင်ရပြီဗျာနောက်ဥကာလေးကခြေသွန်းတော့မကောင်းပါဘူးတိုးတိုးလည်းပဲကစားကွင်းက ဒါ menu ထဲစားလို့ရှိရင်ပို့ပြီးတော့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဥကာတိတို့ဘာတို့ကိုကျွန်တော် လက်လွတ်လိုက်လို့ရတဲ့အခြေအနေမျိုးဖြစ်နေပြီဟုတ်တယ်မလားနော်အဲ့တော့စောင့်ကြည့်ရမယ်သို့တော်လည်းပဲကျွန်တော်နာပိုလီရဲ့ဘက်ကတော့ကစားမဖြစ်သူကိုဇန်နဝါရီမှာထိရောက်တဲ့ကံလဲမှုတွေတော့လောက်လာလိမ့်မယ်လို့ထင်တယ်အဲကြလို့ရှိရင်တော့အသင်းဘက်ကလက်လွတ်မလားစောင့်ကြည့်ရမှာပေါ့လေအဲကျွန်တော်ဒါကတော့ကျွန်တော်အမြဲတမ်းတတိနေတယ်မှာပါနေကြဒါ menu နဲ့ပတ်သက်ပြီးတော့ romano ကထပ်ပြီးတော့ပြောထားတဲ့အကြောင်းအရာပါဆိုတော့နောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့သွားကြည့်ရအောင်မယ်နော်ဒါကတက်ပြီးတော့ကျွန်တော်တို့ဒါဆွေးနွေးဖို့ကောင်းနေတယ်မှာမပါဘူးပေါ့ အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Fabrizio ကပဲကျွန်တော်ဆက်ပြီးတော့ပြောထားတာက Manchester United ရဲ့ဘက်ကတော့ Quinlan Xhaka ဖြစ်တဲ့ Casemiro နဲ့နောက်ကန် Xhaka ဖြစ်တဲ့ Harry Maguire တို့ရဲ့စာချုပ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်ဆွေးနွေးမှုတွေပြုလုပ်သွားမယ်အဓိကအကြောင်းကတော့လက်ရှိသူတို့ရနေတဲ့လောက်ခလာစာပမာဏကတော်တော်လေးကိုများပြားလွန်းနေလို့အသင်းဘက်ကယူဆထားပြီးတော့လစာရှော့ယူဖို့ညှိနှိုင်းတာမျိုးလုပ်မယ်ပေါ့နော်အကယ်လို့မအောင်မြင်ဘူးဆိုလို့ရှိရင်တော့ နှစ်ယောက်စလုံးကိုနွေရာသီမှာအလွတ်နဲ့လက်လွတ်သွားရနိုင်ခြင်းရှိတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကစားမဖြစ်သူတွေတာလောက်ခလာစာရှော့ယူမယ်ဆိုလို့ရှိရင်တက်တန်းတူးဖို့အတွက်ကြိုးပမ်းသွားနိုင်သေးတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါကဘယ်လိုပြောရမလဲကျွန်တော်မင်းကလည်းဂက်စမဲရိုးကိုလောက်ခလာစာတက်တန်းဟိုလာစာတူးပြီးတော့ဗောနော်ကျွန်တော်ဒီတက်တန်းတူးဖို့ကြိုးပမ်းတာနဲ့ပတ်သက်ပြီးတော့လုံးဝအဆင်မပြေနိုင်ကြောင်းကျွန်တော်ပြောထားတယ်ဗျာဒါခုလည်းပဲကျွန်တော်အတင်းဘက်ကကက်စမဲရိုးတွေမဟုတ်တော့ဘူး။ဟောကျွန်တော်ဟယ်ရီမကွိုင်းယားကိုပါတရန်တူးကျင်တဲ့အနေထားဖြစ်လာပြီ။ဒီလား မကွိုင်းရကိုလည်းတန်းတိုးကျင်တယ်ကက်စမဲရုကိုလည်းတန်းတိုးကျင်တယ်အဓိကလာစာတွေသူတို့ရှော့ယူပေးဖို့ပဲပေါ့အခုလက်ရှိဟယ်ဒီမကွိုင်းရကတပတ်ကို39,800ရနေတယ်2သိန်းထားပါတော့ရနေတယ်ဗျာနော်ကက်စမဲရုက3,900ကျွန်တော်ရနေတယ်ဒါရီဟာဒီလာစာတွေဟာကက်စမဲရုရဲ့လာစာတွေပရီးမီယာလိရဲ့အကောင်းဆုံးကစားသမားတစ်ယောက်မှာရနေရမယ့်လာစာမျိုးနော်ဟယ်ရီမကွိုင်းရဲ့လစာဒီပရီးမီးယားလိမှာပုံမှန်ခြေစွမ်းပြနေနေတဲ့ကစားသမားတယောက်ရဲ့လစာမျိုးဖြစ်နေရမှာအဲဒီလိုကျွန်တော်တို့အသင်းမှာက မကွမ်းရဆိုပုံမှန်ပွဲကစားခွင့်မရတဲ့အပြင်ကက်စမဲရိုဆိုလို့ဆိုလို့ရှိရင်အသင်းရဲ့အနာဂတ်မှာဘာမှမသိတော့တဲ့ကစားမတစ်ယောက်ဗျာဒါအပြင်ဒီဟိုပွဲတစ်ပွဲမှာဆိုလို့ရှိရင်မိနစ်90တဲ့ကြုံကြုံပြီးတော့ကစားလို့မရတော့တဲ့ player တစ်ယောက်ဒါရီယာတက်တန်းတူးဖို့အတွက်ဘယ်လို့မှဖြစ်တဲ့မနေဘူးเนาะဟိုသူတို့ကလည်းလက်ရှိစာချုပ်ကຫນွေရာဒီအပြောင်းအရွှေ့ထိရှိအောင်မှာအဲ့တော့ United အနေနဲ့ခန်စစ်လည်းအစားထိုးဖို့လိုနေတယ်ကွင်းလည်းလည်းအစားထိုးဖို့လိုနေတယ်ဝင်းဘက်စ်တွေလည်းအစားထိုးဖို့လိုနေတယ်ဆိုတဲ့အခြေအနေမျိုးမှာ ဒီကစားမတွေရဲ့လောက်ခလာစာတွေရှော့ချနိုင်မှုကကျွန်တော်အရေးကြီးတယ်အခုဆိုလို့ရှိရင်ဒီကစားမတွေကတအားကိုလာစာများပြီးတော့အတင်းကိုအကျိုးပြုမှုကအဲ့လောက်မရှိဘူးဖြစ်နေတာဗျာကျွန်တော်ပြောသလိုပဲကက်စမဲရိုတို့လက်ရှိမှာကောင်းနေတဲ့ဟယ်ရီမကွိုင်းရတို့အဆင်ပြေသလိုဖြစ်နေတယ်ဆိုတာမျိုးကကိုအတင်းမှာတိုင်ပတ်တဲ့ကစားမတွေအများကြီးကြားထဲမှာထိုးထောင်ထွက်နေတာတကယ်တကယ်ပရီးမီးယားလေးရဲ့တခြား level ကောင်းတဲ့ကစားမတွေနဲ့ရှင်ပေဆိုရင်ဒီကောင်တွေကဘာမှမဟုတ်တော့အဲ့တော့ပူကောင်းတဲ့ကစားမတွေကျွန်တော်လူတွေဗျာနော်ပူကောင်းတဲ့ကစားမတွေကျွန်တော်ခေါ်နိုင်ရမှာအဲ့တော့ကျွန်တော်တော့အသင်းအနေနဲ့ ဒီကစားမားတွေကိုတက်တန်းတူဝကျူးပန်းတာတွေကတော့တခြားအသင်းတွေမှာဆိုရင်မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะကဲဟိုထားပါတော့ဗျာဒီ Manchester City တို့ဘာလို့မှာဆိုလို့ရှိရင်เนาะဂိုးသမားကောင်းနေထားပါတော့เนาะ Ederson တို့လက်လွတ်ပလိုက်တယ်တို့ဟလာเนาะဟို De Bruyne တို့ဘာလို့ကိုကျွန်တော်လက်လွတ်လိုက်တယ်တို့เนาะ Arsenal မှာဆိုလို့ရှိရင်လည်းပဲ Granit Xhaka တို့လိုကစားမားတွေ Thomas Partey တို့လိုကစားမားမျိုးတွေသူတို့တွေဒါစုပ်ပြတ်တက်နေတာမဟုတ်ဘူးကောင်းနေတာဒါပေမဲ့အဲ့ဒီကစားမားတွေကိုလက်လွတ်ပြီးတော့ကစားမားကောင်းတွေပြန်ပြီးတော့အစားထိုးတယ်တို့ဒါမျိုးတွေသူတို့လုံနေကြပြီ တော့ကိုအသင်းမှာလည်းကျွန်တော်အနေနဲ့ဒါဖြစ်တင်နေဗျာဟုတ်တယ်မလားအဲ့လိုကျူးပန်းတာမျိုးကလေပါဦးတင်းတော့မှအဆင်ပြေတာမပြေတာတကယ်ကတကယ်တကယ်ကျွန်တော်တို့ဒါလက်လွတ်တင်တဲ့ exam တွေကိုလက်လွတ်ပြီးတော့ပြန်အစားထိုးတင်တဲ့ exam တွေကိုကောင်းကောင်းအစားထိုးနေတာနော်ဆိုတော့ကိုအသင်းကရှိတဲ့ exam တွေတဲကတိုင်ပတ်နေတယ်တိုင်ပတ်နေတဲ့ exam တွေကအဆင်ပြေလိုလေးဖြစ်နေတယ်ဆိုတဲ့ကောင်တွေကိုအမြဲတမ်းတတန်တူးကျင်နေတာသိလားတနေ့မှတနေ့အော်သူတို့ဒီကောင်းနေတာပဲဟာကောင်းနေတာပဲဟာဆိုပြီးတော့သူများအသင်းနေလိုမျိုးကျွန်တော်ကမဟုတ်တော့ဘူးဗျအဲ့တော့ကျွန်တော်ကတော့အသင်းနေနေပေါ့နော် ီထက်ပိုပြီးတော့ကောင်းတဲ့ကစားမားတွေကိုရှာသင့်နေလို့ထင်တယ်။ဒါအပြင်ကျွန်တော်ဒီယာဒီမှာဥရောပဝင်ခွင့်ဒါကောင်းကောင်းရအောင်လုပ်နိုင်နေသလိုရှိရင်เนาะနောက်ထပ်ကစားမားကောင်းတွေကိုကျွန်တော်တို့ဒါဝယ်ဖို့အတွက်ကြိုးပမ်းနိုင်တယ်လို့လည်းကျွန်တော်ယူဆတယ်။အခုချိန်ဒီကတော့နွေရာသီအပြောင်းအရွှေ့ထိဆိုတဲ့အခါကျတော့ကျွန်တော်ကဇန်နဝါရီမှာတင်စီစဉ်ရတော့မှာကစားမားတွေရဲ့နွေမှာတက်တန်းကုန်မယ်ဆိုပေမဲ့လည်းလေဇန်နဝါရီမှာကျွန်တော်စီစဉ်ရမှာဘာလို့လဲဆိုတော့ဟို6လပဲတက်တန်းကျန်တော့မှာကိုငါတို့တကယ်တက်တန်းမတိုးတော့ဘူးလုံးဝကို ကစားမားတွေကို ်အစ်စ်ဝယ်မယ်ဆိုလို့ရှိရင်အစ်စ်ဝယ်မယ်ကစားမတွေကိုပြင်ရဆင်ရတော့မှမဟုတ်ဘူးဟေ့ငါတို့ကတော့အားဖျားမဲ့နေရာတွေများသေးလို့နောက်တန်းမှာတော့မကွမ်းရည်ကိုဆက်ထားလိုက်ဦးမယ်။နော်တိုက်စင်မှာတော့ငါတို့ဟာကွင်းလင်မှာတော့ကက်စမီရူးတွေကိုဆက်ထားလိုက်ဦးမယ်လို့သူတို့စဉ်းစားတယ်ဆိုရင်ဇန်နဝါရီကတည်းကသူတို့ဒီတရန်တူဘူးတွေဘာတွေသူတို့ကျူးပန်းတော့မှာကိုအဲ့ဒါကြောင့်ဇန်နဝါရီအပြောင်းရွှေ့နီးလာတော့ဒီသတင်းတွေထွက်လာတာ။ဒါပေမဲ့လို့ကက်စမီရူးတို့မကွမ်းရည်တို့ကိုတက်တန်းဆိုတာဘလောက်ပဲလစာရှော့ယူယူနောက်မှတိုးတင်းတဲ့ကစားမတွေလို့ကျွန်တော်ထင်တယ် ဟယ်ရီမကွိုင်းရဗျာလစာလျှော့ယူ9000ပေါ့တသိန်းခွဲလောက်ကျွန်တော်ပေးနေရအောင်ပါနော်ကက်ဆမဲတို့ဗျာတသိန်းပေါ့အလုံးစုံလာတာချော့ယူရင်2သိန်း9000ခွဲတိပါလေးပေးနေအောင်ပါ3သိန်းကြီးပါဒါတွေကပရီးမီးယားလေးရဲ့အရင်ကောင်းပါလေဆိုတဲ့ကစားမားတွေရနိုင်ရမယ်လာစာမျိုးတွေဗျာဒီလားအသက်ရွယ်ရကောအချီနီရကောကျွန်တော်အနေနဲ့ကက်ဆမဲတို့ဘာတို့ကိုပေါ့နော်ဆက်ပြီးတော့အတင်းမှာထားတင်းတော့တယ်တယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးညီကလေးရောဘလို့မင်းကြလဲကျွန်တော်တရန်2သိန်းနေလို့ကျွန်တော်ထင်ကြလားအဲ့တော့ကျွန်တော်ကိုမလီနေနဲ့ဖက်ကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါ အားလုံးပဲမင်္ဂလာပါမင်္ဂလာပါချင်းဒီချင်းဒီချင်းဒီကျွန်တော်တို့အဲ live ကျွန်တော်ဗီဒီယိုတော့ဗျာကျွန်တော်အချိန်မှန်တော့တင်ပြပါတယ်ဟိုမနက်မနက်ဒီရနေနော် live မသွားပြတာပဲကျွန်တော်ရှိတာ live ကလည်းတခါလေးကြာလို့ရှိရင်သတင်းကမရှိဘူးမရှိတော့သတင်းတစ်ခုလောက်နဲ့ live သွားရတာမျိုးကအဆင်မပြေဘူးဗျာတည်လားနော်သတင်းတစ်ခုလောက်နဲ့ live သွားရတာမျိုးကလေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့သတင်းတွေဘာတွေမှာမနက်ပိုင်းက live တွေမသွားပြတာ okay မင်္ဂလာပါ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  ပီမင်းနူကိုတဲ့အပြည့်တက်တော့လက်မလို့စီချုံရတယ်ဒီကောင်လေးကတကယ်ကောင်းလာမှာပဲတဲ့နော်ကောင်းအဲကောင်းလေးကွင်းလင်မှာကွင်းလေးကိုအမှန်ကန်ထင်းချောင်းနေမဲ့သူပြောနော်ပြည်တနာကလည်းကျွန်တော်တို့ဟိုဘယ်လိုပြောမလို့အတင်းဘက်ကလည်းအဲ့ဒါလိုတိပါတယ်တိရတဲ့နဲ့ကျွန်တော်တို့အနေနဲ့ပေါ့နော်မတုံးမတုံးပြစ်တာပေါ့ဟိုမင်းနူဘလောက်ကောင်းတယ်လဲဘာညာဆိုတာမျိုးကကျွန်တော်တို့သာမြင်တိနေရတာပဲပေါ့နော်ဒါမျိုးလို့လက်ရှိမှာကအငှားနေပါနော်ကျွန်တော်တို့သာအငှားလေးကိုပဲအရင်ဆုံးအတင်းဘက်ကကျွန်တော်တို့သာလက်လွတ်ဖို့ကြိုးပမ်းမှာ ကစားမရဲ့ဘက်ကလည်းရှင်းနေသူဒီယာစီတို့သူအငှားနေတော့ကစားခြင်းနဲ့နောက်ရသူတွေကြောက်လို့ရှင်တော့ပြန်လာခြင်းနဲ့ပေါ့မင်းတို့လူကစားမတွေကဟိုဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါပေးရမှာပဲဈေးကမနေဘူးเนาะကိုတင်းမှာရှိလို့ဒါကိုရီးယားမတုံးတက်လို့ဒါသိရမလားတိုင်ပတ်နေတာ MO တွေကဘယ်ထိဆက်ရှိမယ်မင်းကျွန်တော်မသိဘူးတေးကြတာတကူကတော့ menu ကကျွန်တော်အများကြီးဆက်ရှိမယ်ကစားမမျိုးဟုတ်တယ်မလားနော် MO နေနေအခြေအနေမကောင်းဘူးဆိုဒူကောင်းဒူသွားနိုင်တယ် ော်ဒီထက်ပိုပြီးတော့ချင်းကြီးကောင်းမလိုက်ဒိုးကောင်းဒိုးသွားနိုင်တဲ့အမ်မိုရင်းတရာစီလောက်ဆက်ရှိဖို့တည်ကြရဲဆိုရင်ဒါတော့ဒါပေမဲ့လို့ main menu ဘာလို့ကျတော့တရာစီလောက်မကောက်ဘူးဗျာကျွန်တော်အတင်းကိုကျွန်တော်တကယ်နီးပြားကောင်းတရာရဲ့လက်အောက်မှာအကျိုးပြုနိုင်မယ်ကစားမမျိုးတွေဆိုတော့အတင်းဘက်ကဒီလိုရည်ချီလေးကျွန်တော်ဂျိုးပန်းမှာအခုဆိုလို့ရှိရင်အတင်းရဲ့ဘက်ကလက်လွတ်ထားတဲ့ကစားမတွေထဲမှာဆိုလို့ရှိရင်ဒါပါတော့ market stretch ဘူးတို့လိုမျိုးနောက်ထပ်9နှစ်လောက်တည်ကြရတဲ့ကစားမတွေကာနာချူတို့လိုမျိုးကျွန်တော်တို့က15နှစ်လောက်တည်ကြရတဲ့ကစားမတွေတွေ့ပြောရရင်ဆက်နော်12နှစ်လောက်တည်ကြရတဲ့ကစားမတွေ ။ဟောဒါမျိုးတွေဗျာ Alvaro Fernandez တို့လိုမျိုးနောက်ထပ်၁၂နှစ်လောက်တည်ကြတဲ့ကစားသမားတွေဒါမျိုးတွေကိုကျွန်တော်တို့ကနီးပြเนาะမကောင်းတဲ့နီးပြတယောက်မှားတဲ့နီးပြတယောက်ရဲ့เนาะကျွန်တော်တို့ဒီစီမံမှုတွေနဲ့မှားယွင်းတဲ့စီမံမှုတွေနဲ့ကျွန်တော်တို့ကလက်လွတ်လိုက်ရတာ။အဲ့လိုလဲလွတ်လျရတဲ့အခါကျတော့အခုဆိုလို့ရှိရင်သူများအတင်းမှာကောင်းနေတယ်သူများအတင်းမှာအဆင်ပြေနေတယ်ဆိုတာမျိုးတွေကျွန်တော်တွေ့ရဒီကစားမားတွေကိုပြန်ခေါ်ခြင်းอืมမင်းလွယ်လွယ်မရတော့ဘူးအဲဒါမျိုးတွေဖြစ်လာပြီဒါကြောင့်ကျွန်တော်တို့က နီးပြားတယောက်ကိုအပြောင်းလဲလို့ရတာเนาะအကုန်ကြကကစားမတယောက်ကိုဝယ်ရတာလောက်မများဘူးဗျာဒါသေးကြတယ်ဟုတ်တယ်မလားဆိုတော့ဒါအပြင်နီးပြားဆိုတဲ့သူတယောက်ရဲ့ကျမအချင်းကြီးကအမျိုးမျိုးပြောင်းလဲသွားနေတယ်ကစားမတွေဆိုတာကအပြောင်းရွှေ့ကာလာတွေမှသိတယ်မလားဒါမို့ဆိုတော့ကျွန်တော်ကတော့ဘာလို့မင်းနူးတို့ဘာလို့ကို MO တွေမဟုတ်တဲ့တခြားလူတယောက်နဲ့တခြားနီးပြားတယောက်နဲ့ဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေနိုင်တယ်လို့ကျွန်တော်ထင်တယ်အခုကက MO တွေကသူ့ရဲ့ဒီပုံစံမဒီပုံစံသူသွားနေပြီးတော့လောင်ဘိုးတွေเนาะကြပါတော့ကောင်တာအတက်တွေ မိတီဘေကလပ်တင်းတစ်ခုရဲ့ဟန်ပန်နီနဲ့သွားနေတာဗျာအဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ဘလူးမန်အဆင်မပြေဘူးဖြစ်နေတာเนาะမင်းလောင်းမောပြီးနိုင်သလားလောင်းမောမပြီးနိုင်ရင်ကွင်းလယ်မှာနေရာမရဘူးဆိုတဲ့သဘောမျိုးကိုကျွန်တော်ဖြစ်နေတာဗောနော်အငှားလောက်ကတော့ကျွန်တော်တို့ဒါမင်းနူးကိုလည်းလို့တင်နေတယ်မှာပါတယ်ဗောနော်ဘာလို့လဲဆိုတော့အသင်းအနေနဲ့ကျွန်တော်ဒီဟိုဘယ်လိုပြောမလဲချီနီကเนาะအချီနီကကျွန်တော်အနေနဲ့ဘယ်လိုပြောရမလဲအဲနေရာမပြီးနိုင်ဘူးကိုကเนาะကိုကနေရာမပြီးနိုင်ဘူးဆိုတဲ့ခါကျတော့ဘလူးမန်ကျွန်တော်အဆင်မပြေဘူး ီးတယ်မလားအခုကပွဲရလေတအားနေတဲ့တယ်မှာပါတယ်ဗျပွဲရလေတအားနေတဲ့တယ်မှာပါတယ်ဆိုတဲ့ခါကျတော့နော်အဲ့ဒါကလည်းပြဿနာတစ်ခုဖြစ်သွားတာပေါ့ MODIN ပြောသလိုပဲကျွန်တော်ပွဲနေတယ်ပွဲနေတယ်ပေါ့နော်တကယ်တမ်းပွဲတွေများများကစားခွင့်ရနိုင်မယ်ဆိုလို့ရှိရင် menu တို့ဘာလို့ကိုနေရာပေးလို့ရတယ်ပေါ့ပွဲကဘာလို့နေသွားလဲပွဲကဘာလို့နေသွားလဲဆိုတဲ့ခါကျတော့ကိုယ်သုံးမကြလို့နေသွားတာပဲဟုတ်တယ်မလားနော်ကျွန်တော် Europa League Final မှာကျွန်တော်စပါးကိုမနိုင်တာတွေနော်ပြီးလို့ရှိရင် Greensby ကိုရှုံးပြီးတော့ကျွန်တော်ဒါ EL fan ကကလည်းထွက်ခဲ့ရတာတွေပွဲကဘာလို့နေလဲဆိုတော့ကိုလိုကိုရှာတဲ့ဒုက္ခကြောင့်နေသွားတာပဲပွဲကနော်မင်္ဂလာပါတဲ့မင်္ဂလာပါဇန်နဝါရီမှာတဲ့ကစားမားတွေရောက်လာမလားတဲ့နော်ကစားမားတစ်တီတော့ဇန်နဝါရီမှာတော့ကျွန်တော်ကခေါ်မတော့ကျွန်တော်ရရမှာလေဒီတိုင်းကျွန်တော်နေ80သွားလို့မှကျွန်တော်မရတာအဲ့တော့ဒီတိုင်းရှိဆက်သွားလို့ကျွန်တော်မရဘူးเนาะဟိုအခုကအားနေချက်ဒီမြင်နေရတယ်မလားအားနေချက်ဒီမြင်နေရတယ်ဆိုလို့ရှိရင်အားဖြည့်မှုတွေလောက်အောင်ပါပဲလေအခုဆိုလို့ရှိရင်ကျွန်တော်ကွင်းလေအားမကောင်းဘူး MODIN တိုင်ပတ်နေတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က နော်ဒါ MOD အစီအပြီးအောင်ကျွန်တော်တို့ကွင်းလည်အားနေတာကိုအားဖြည့်ပြီးမှကျွန်တော်ရမယ်နောက်တန်းတိုင်ပတ်နေတယ်ဆိုလို့ရှိရင်နောက်တန်းကျွန်တော်အားဖြည့်ပြီးမှကျွန်တော်ရမယ်ဟုတ်တယ်မလားနော်ပြီးရင်ကျွန်တော်တို့နေအဲဘယ်လို win bucks တွေအစီအပြီးဘူးဆိုလို့ရှိရင် win bucks တွေကိုဗျာရောင်းတဲ့ exam တွေရောင်းဝယ်တဲ့ exam တွေဝယ်ဒါမျိုးကကျွန်တော်ကျွန်တော်ဓာတ်မှုသွားမှရမှာအတင်းဘက်ကဟိုအစီအပြီးမှာပါပြီးမှာပါပြီးမှာပါဆိုပြီးတော့ကျွန်တော်တို့နေဆက်သွားလို့ကျွန်တော်မရဘူးတချို့နေရာတွေကကစားမားတွေအားနေချက်တွေကတအားတိတာအဲ့တော့ဒါတွေကိုကျွန်တော်ကပြောင်းလဲနေမှကျွန်တော်ရမယ် အားဖြစ်နေမှာကျွန်တော်ရမှာပဲဇန်နဝါရီမှာဟိုတက်လာတော့ဖဲအချိန်ရလို့ဆိုပြီးတော့ဘာမှမလုပ်ဖဲနဲ့ကျွန်တော်ရှေ့ဆက်သွားလို့မှကျွန်တော်မရတာသိရမလားအတင်းကဗျာလေလာဇာရီလာဇာရီတအားပေးလွန်ထားတော့တဲ့နော်တိုင်ပက်နေတာထင်ပါတယ်တဲ့အခုတောင်မှလာဇာတူတောင်းနေကောင်းနေပါနဲ့ဆိုတော့တဲ့နော်လာဇာလာဇာတူတောင်းတာတော့မကြားမိပါဘူးနော်လာဇာတူတောင်းတာဘယ်သူရှိလို့လဲလောလောဆယ်မှာမကြားမိပါဘူးမင်္ဂလာပါတဲ့နော်โอเคပါအဲဆိုတော့လာဇာလာဇာရှော့ယူလေဗျာလေဘယ်လောက်ထိရှော့ယူနိုင်မလဲတဲ့နော်လက်လွတ်တာကပို့ပြီးတော့အဆင်ပြေမေထင်တာပဲတဲ့နော် ဒီခုနကပြောတဲ့ Gasmero တို့ကျွန်တော်တို့ကမကွိုင်းရတို့ကတော့ကျွန်တော်တို့ကဒီလစာလစာကိစ္စတွေမဟုတ်ဖ ೇನೆ ဘောနော်လက်လွတ်မကိုရမယ်ဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်ဖြစ်တည်နေပြီ။ဟောဒီကစားမတွေကလက်လွတ်ရမယ်အခြေအနေကိုကျွန်တော်ရောက်တည်နေပြီနော်။ okay ဆိုတော့အဲခဏလေးနော် Anderson ကလည်း Stella ထက်ပိုပြီးတော့အဆင်ပြေမယ်လို့ထင်တာပဲတဲ့နော်ဘယ်လိုမြင်လဲတဲ့နော် Okay အဲဈေးနှုန်းရတော့ကျွန်တော် NSN ပို့ပြီးတော့ကြီးတယ်ပေါ့ဗျာနော်ပရီးမီးယားလေးကလည်းကျွန်တော်ကြည့်နေကြဆိုတော့ပရီးမီးယားလေးကကစားမကိုပူကောင်းနေလို့ပဲထင်ကြတယ်လေပါကောင်းပါမှာပေါ့ Stellar ကျတော့ကျွန်တော် weekend week ကောင်းကြည့်ရတာမျိုးမဟုတ်တော့ဘူးနော်ပြောလို့ကမသေးကြဘူးကော်နာဂလေဟာနဲ့ဆိုလို့ရှိရင်တရင်ထွက်လာတာဘက်ကဘယ်လိုမြင်လဲကော်နာဂလေဟာတို့ဘာလို့ကတာမန်တာမန်ကစားမတွေပါပဲတာမန်ကစားမတွေကိုကျွန်တော်တို့ကအာဂူတကြီးခေါ်လို့မရဘူးတာမန်ကစားမတွေကအရင်ဒုက္ခရောက်နေတဲ့အချိန်ရွေးချယ်စရာမရှိတဲ့အချိန်လောက်မှာပဲကျိုးပန်းတင်တာဗျဈေးလေးနေတယ် အငှားနဲ့လည်းအရင်ခေါ်လို့ရမယ်เนาะဆိုတော့ဒါမျိုးပေါ့အပိဓာတ်ခွင်တောင်45တန်တန်း40ပေါ့ဒါမျိုးဆိုတော့သိတယ်မလားဟိုဘယ်လိုပြောမလဲချီနီယမဟန်မအောင်ကိုရီးယားတကယ်တကယ် quality ကစားမတွေကိုပဲဦးစားပေးပြီးကြည့်တင်နေတယ်မှာပါတယ်ပေါ့เนาะ quality ကစားမဆိုတော့ကျွန်တော်ဇီနုံအရင်ကြည့်တော့ပြောတာမဟုတ်ဘူးဗျာဇီနုံကြီးရင်တော့အဲ့တော့ Anderson တို့ဘာလို့เนาะဟိုဒါက quality ကစားမတွေတိတာနေတာပေါ့တော်တော်လေးပဲဇီနုံအဲ့လောက်မကြီးဘဲနဲ့ quality ကစားမတွေရှိတယ်ဟိုเนาะ အတင်းဘက်ကဒါမိုးတွေကျွန်တော်ကြည့်နိုင်မလားလဲကျွန်တော်တို့နော်ဆိုတော့ကြည့်ရမှာပေါ့အဲကော်နာကလင်ကလည်းတတိယကနောက်ပိုင်းခက်စစ်စစ်ထွက်လာတယ်နော်ဥပ္ပဥပ္ပနော်အဲကြာပြီလားဆိုတော့ကျွန်တော်15မိနစ်လောက်တော့ကျွန်တော်ရှိပါပြီကိုဗီမင်းနုကိုတဲ့အငှားနဲ့ဆိုလို့ရှိရင်လက်လွတ်တင်နေတယ်မှာပါတယ်တဲ့နော်ဒါမှလည်းခြေသွန်းပူကောင်းလာမယ်လို့တော့ထင်တာပဲကစားမတယောက်ကတော့ကစားကွင်းရမှာပူပြီးတော့ကောင်းလာမှာပဲတည်တယ်နော်ကစားကွင်းမရပဲနေတော့ဟိုသူဘာလုံးနိုင်နေဆိုတာမျိုးကိုကျွန်တော်ပြနိုင်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလားနော်ကစားကွင်းရမှပို့ပြီးတော့အဆင်ပြေလာမယ်သူဘာတွေလုပ်နိုင်မလဲကျွန်တော်တို့သိလာမှာပဲဒီလူစင်းနဲ့ကားတဲ့ဒီယာဒီမှာဥရောပဝင်ကွင်းတနေရာရနိုင်မယ်ထင်လာရတယ်နော်ချန်ပီယံလိလောက်တော့မျောလင်းနေပြားတယ်ဇန်နဝါရီပြောင်းရွှေ့မှာရလာမယ်အားဖြစ်မှုတွေကစကားပြောမယ်လို့ထင်တာပဲတဲ့နော်ကျွန်တော်တို့ကဗျာဟိုလူစင်းနဲ့တင်ကျွန်တော်ကကြည့်လို့မရအောင်လူစင်းနဲ့တင်ကြည့်လို့မရလူစင်းကတော့အရေးကြီးတဲ့နေရာမှာပါတာပေါ့နော်ဟိုကျွန်တော်နေရရှင်းရှင်းလေးရလက်ရှိမှာဥရောပဝင်ကွင်းတနေရာချန်ပီယံလိဝင်ကွင်းကိုမျောလင်းနေနေဆိုရင် ကျွန်တော်ရှင်ရမယ့်အသင်းတွေကိုကျွန်တော်တို့ကြည့်ကြည့်လိုက်နံပါတ်1 100%တည်ကြတာဒီအာဆင်နယ်ဒီချန်ပီယံစ်လိဝင်ခွင့်ရမယ်မန်ချက်စတာစီးတီးဒီချန်ပီယံစ်လိဝင်ခွင့်ရမယ်ဒါအရင်တည်ကြနေတဲ့အသင်းတစ်သင်းเนาะအရင်တည်ကြနေတဲ့အသင်းတစ်သင်းအော်အခုဆိုချယ်ဆီတို့ကျွန်တော်လာပြီဆိုတော့เนาะပြီးလို့ရှိရင်ကျွန်တော်အနေနဲ့လေဘာဦးသင်းလောလောတင်မှာကျွန်တော်တို့အောက်မှာရှိနေတဲ့ဘလောက်ပဲကျွန်တော်တို့ပြောပြောဒီအသင်းတွေဟာเนาะဒီကောင်ဒီကစားမားတွေအချိန်ကြီးကောင်းသွားပြီဆိုတာနဲ့ဒီအသင်းတွေဟာချန်ပီယံဖြစ်ထားတဲ့အသင်းတွေအဲ့တော့အချိန်မီွေးကျွန်တော်ပြန်လာမယ့်အသင်းတွေကြီးပဲ ော့ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘလို့အရင်မတည်ငြိမ်သေးပြီမဲ့လေလို့ပေါ့နော်ပြီးခဲ့တဲ့နှစ်ဒီကလိုမျိုးထောင်တက်လာမယ်ကျွန်တော်တို့ထားပါတော့ဒီ new carse တို့အသင်းမျိုးတွေကျွန်တော်ရှိတယ် carse ကတော့တအားတိုင်ပတ်နေတာပေါ့ဗျာပြီးရင်ကျွန်တော်တို့အနေနဲ့ aston villa လက်ရှိမှာကိုထပ်ပူကောင်းနေတယ်ကျွန်တော်စပါးကိုဒဏ်ရာပြဿနာတွေအများကြီးကြုံနေရတဲ့စပါးကိုကျွန်တော်အနိုင်မယူနိုင်ဘူးဆိုတော့၄နေရာဝင်ခွင့်ရမယ့်အခြေအနေမျိုးမှာ9နေရာပညာဆိုတော့မေ့ထားအောင်နော်၄နေရာဝင်ခွင့်ရမယ့်အခြေအနေမျိုးမှာကျွန်တော်တို့ထက်ကောင်းတဲ့တင်းနေအများကြီးရှိနေတယ်ဆိုတော့6တင်းလောက်ရှိနေတယ်ကိုကိုထက်ပိုကောင်းတာက 6သိန်းလောက်ကျွန်တော်ရှိနေတယ်ဗျာကျွန်တော်တို့ဓာတ်တွေကိုဘယ်လိုပြင်နိုင်မှာလဲအချို့ဓာတ်တွေကကျွန်တော်လူစင်းကြောင့်ကျွန်တော်ဖြစ်တာတွေကျွန်တော်မဟုတ်ဘူးလူစုံတက်စုံကစားတဲ့ပွဲတွေမှာကိုယ်တွေဘာမှမလုပ်နိုင်တဲ့ပွဲတွေကျွန်တော်ရှိတယ်သိတယ်မလားဆိုတော့ဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော် DRD မှာအဝေးဝင်း6ပွဲကစားထားတယ်ကျွန်တော်တပွဲပဲကျွန်တော်နိုင်သေးတယ်ဒီတော့လေပါဦးသိန်းကွင်းမှာနိုင်နေပါ၃မှတ်ပဲရတယ်ကျန်တဲ့ပွဲစဉ်ကျွန်တော်အနေနဲ့၅ပွဲ၅ပွဲကျွန်တော်အမှတ်တည်ရောတယ်လေပါဦးနဲ့ပွဲစဉ်နိုင်တာကောင်းတဲ့အရာပါဒါပေမဲ့လည်းလို့ပေါ့နော်အဲ့ပွဲစဉ်ကလေပါဦးနဲ့ပွဲနိုင်လို့ဆိုပြီးတော့6မှတ်မရဘူး သုံးမဲ့ပဲကျွန်တော်ရရတယ်ဆိုတော့နောက်ပွဲတွေကလည်းနိုင်နိုင်ဦးမှာမနိုင်ဒါပဲရမှာပဲဆိုတော့ကျွန်တော်တို့ရဲ့ away win form ကတအားဆိုးနေတယ်ပြီးရင်ကျွန်တော်တို့ရဲ့ခံစစ်ကဘလောက်ထိ reliable ဖြစ်တယ်လဲသိတယ်မလားအခုလက်ရှိမှာဆက်တပွဲကို16ခုလောက်ပြီးထားရတယ်ဒါတတော်ဆိုးွားတဲ့ခံစစ်ထဲမှာကျွန်တော်တို့ပါတယ်ခုအောက်ကလီဗာပူးတောင်မှာတအားဆိုးွားနေဆိုတော့ခံစစ်မှာကိုရီတဲ့ပီကူတကူကယော့နေတယ်ဗျာစဉ်းစားကြည့်ဆိုတော့ကျွန်တော်တို့ကဟိုလူစင်းတွေအားဖြစ်လိုက်တာကတော့ဒါကောင်းနေအရာပေါ့လေเนาะဇန်နဝါရီမှာအားဖြစ်မယ်ဆိုလို့ရှင်လည်းပဲအများကြီးပူကောင်းရင်ကောင်းလာမှာပေါ့ ော်အာငါတို့ကတပတ်မှတပွဲပဲကစားရတယ်ဆိုတော့ဒါမျိုးမျှော်လင့်နေမျှော်လင့်ကြတာပေါ့ Champions League ဝင်ဝင်ရရင်တော့အကောင်းဆုံးပေါ့ကျွန်တော်တို့ DDR ဒီလွဲပြီးသွားပြီဗျာနောက်တရာဒီထွက်လွဲရင်ဒါတဲ့အချိန်ကြီးကမဟန်တော့ဘူးတည်ရမလားနော်ဆိုတော့နောက်တရာဒီတော့ကျွန်တော်လွဲလို့တော့မဖြစ်ဘူးကိုကတပတ်မှတပွဲပဲကစားရတဲ့အချိန်မျိုးမှာဝင်ဝင်ရအောင်တော့ကျူပန်းတင်နေပေါ့နော်ဟိုကျွန်တော်ပြည်သက်တွေကလည်းဟိုဝင်ဝင်ရနိုင်မယ်လို့ထင်ကြတယ်ဒါမျိုးခုနကပြောလို့ပဲကျွန်တော်တို့ကဟို Champions League ဝင်ဝင်ရဖို့ဆိုလို့ရှိရင်ဟို1 to 4အသင်းနဲ့တော့ပါနိုင်မှာနော်ဆိုတော့အကောင်းဆုံး၄သင်းနဲ့မှရှိနေမှရမှာ တို့ရဲ့လက်ရှိအသင်းရဲ့အချိန်ကအကောင်းဆုံး၄သိန်းနဲ့မှပါသလားပေါ့အင်းဒါကိုလည်းကျွန်တော်ကြည့်ရင်ကျွန်တော်တို့မထင်ဘူးလောလောဆယ်အနေထားရတာဒီတက်ပူကောင်းရင်လည်းကောင်းလာမယ်စုပ်ရှင်လည်းစုပ်သွားမယ်သိရမလားဆိုတော့ဟို Northern Forest နဲ့ပွဲမှာဥဆောင်ကူရီရတယ်တော့ပြန်ပြီးတော့ကျွန်တော်ပြီးလိုက်ရတယ်ချီပါကူရီဟောစပားနဲ့ပွဲမှာဥဆောင်ကူရတယ်ပြန်ပြီးတော့ကျွန်တော်ချီပါကူရီပြီးလိုက်ရစအဝေးကွန်းကဒီပွဲမှာဒီယာဒီမှာတော်တော်ပြဿနာတက်နေတာတပွဲမဟုတ်နှစ်ပွဲမဟုတ်သုံးပွဲမဟုတ်လေးပွဲမဟုတ်ကျွန်တော်6ပွဲရှိလာပြီပေါ့နော်အဲ့တော့ဒါဒီကိုကျွန်တော်တို့ကကြည့်ဖို့လိုတယ်ဗျာဆိုတော့ ဟိုလူစင်းထားပါတော့ကွင်းလေကကွင်းလေကိုကျွန်တော်တို့ဝါဖြစ်လိုက်ပြီဆိုတာနဲ့အရာအလုံးကောင်းလာတာမျိုးကျွန်တော်မဟုတ်ဘူးကိုပြီးရင်တိုက်စစ်ကလည်းဂိုးရီရနေတယ်ဆိုပေမဲ့လေလို့ပေါ့နော်လုံလုံလောက်လောက်ကကျွန်တော်တို့ဒါကုညာတို့စီကနေပြီးတော့ consistent ဖြစ်တဲ့ performance ကိုတွေ့ရမှာလားတိုက်စစ်ကရောဟို shake ကူကရောကျွန်တော်ဘယ်လောက်ထိအားကိုးရမလဲပေါ့ဒါမှမဟုတ်လေကျွန်တော်ရှီသေးတယ်ပြောသေးလားပြီးပြီးရင် win bucks တွေကပုံမှန်ခြေသွင်းရမပြနိုင်စင်ကျွန်တော်တို့မှာပြဿနာတွေကအများကြီးပဲဆိုတော့ ချန်ပီယံစိတ်ဝင်ဝင်လို့ဘာလို့ဆိုတော့မျိုးပါပေါ့နော်ဇန်နဝါရီပြောင်းရွှေ့လောက်ထိတော့ကျွန်တော်ကြည့်ရင်ဘာလို့လဲဇန်နဝါရီကာလလောက်ကြာလို့ရှိရင်ကျွန်တော်ကအပြောင်းရွှေ့တွေမဟုတ်ဖ ೇನೆ အတင်းအားလုံးရဲ့အခြေအနေကိုကျွန်တော်အမြင်သွားပြီဗျာဇန်နဝါရီကာလလောက်ရောက်ပြီဆိုလို့ရှိရင်ပရီးမီးယားလိမှာလီဗာပူးတို့ရဲ့အခြေအနေတွေကိုကျွန်တော်ကမြင်လို့ရသွားပြီเนาะဆိုတော့အခုအခုမှနိုဝင်ဘာပဲရှိသေးတယ်မလားဇန်နဝါရီဆိုလို့ရှိရင်အဲကျွန်တော်တို့ဒါပွဲစဉ်ဘယ်လိုပြောမလဲဟို15 16 17လောက်ထိရောက်သွားပြီဗျာเนาะ16 19လောက်ထိရောက်သွားအဲ့ကြာလို့ရှိရင်ကိုရီးယား အဘူမူရုကိုလည်းလက်လွတ်ရအောင်ပဲအာမတ်တို့ကိုလည်းလက်လွတ်ရအောင်ပဲမာဇရာဝီတို့ကိုလည်းလက်လွတ်ရအောင်ပဲသူတို့ဒီဥပါလဲအာဖရိကဖလားတွေအတွက်ဆိုတော့ကိုအတင်းကအဲ့လိုအဓိကကစားမတွေမပါနေတဲ့အခြေအနေမျိုးမှာဘယ်လိုအခြေအနေရှိနေမလဲပေါ့ဒီကစားမတွေကိုကျွန်တော်တို့ကဟို၄၅၆ပွဲလောက်လက်လွတ်ရမယ့်အနေအထားမျိုးတွေအာဖရိကဖလားတွေကအဲဒါကြလို့ရှိရင်ငါတို့ဘယ်လိုသွားမလဲအဘူမူဟာလက်ရှိမှာကုညာထက်အများကြီးပူအာကူရတဲ့ကစားမဗျာ ဆိုလက်လွတ်ရတဲ့ကစားမကကုညာမဟုတ်ဘဲနဲ့အမ်ဘူမိုလိုမျိုးတိုက်စစ်မှာအထီရောက်ဆုံးကစားမတစ်ယောက်ဖြစ်နေတယ်ဆိုဒီကစားမမပါရင်ငါတို့ဘလို့ဖြစ်မလဲသိတယ်မလားကုညာလူသားလဲရင်တော့ကုညာကိုပဲလဲတာအမ်ဘူမိုမလဲဘူးဗျအဲအဲ့လိုကစားမတစ်ယောက်ကိုကျွန်တော်တို့အနေနဲ့၄၅၆ပွဲလောက်လက်လွတ်ရမယ်ဆိုရင်ကျွန်တော်ဘလူးစစ်ဆက်မလဲငါတို့ကောင်းနိုင်သေးသလားပေါ့ဒါမျိုးတွေကလည်းကျွန်တော်ရှိသေးတာသိတယ်မလားဆိုတော့ချန်ပီယံစလစ်ဝင်ခွင့်ကလက်ရှိမှာကျွန်တော်မျှော်လင့်ဖို့အရင်ဝေးပါသေးတယ်ကျွန်တော်ကဒီတက်ပို့ပြီးတော့ကြည်ကြည်လေးလေးကောင်းနိုင်မှာကိုကျွန်တော်ရမှာဒါအပြင်ကျွန်တော်ရဲ့ကစားကွက်ကလည်းတည်တဲ့အတိုင်းပဲ ော်အကန်တင်မယ်ဗျာပြေးမယ်ဗျာအလားနော်ခေါင်းတိုက်မယ်ဗျာဒါမျိုးနဲ့ပဲသွားနေတယ်ဆိုတော့ပြိုင်ဘက်ကိုမထိန်ချုံနိုင်တွေ့ပြိုင်ဘက်ကကိုဒီကိုဒုက္ခပေးမှာပဲဒီဒုက္ခပေးတာတွေကဗောနော်သူတို့ဒုက္ခမပေးနိုင်တဲ့အစုံနိုင်သွားမှာဆိုပေမဲ့လည်းလို့ကိုရီးယားပြိုင်ဘက်ကိုမထိန်ချုံနှားနိုင်တွေ့ကတော့ပြည်တယ်မလားသူတိုင်ပတ်အောင်မှာပဲဆိုတော့အဲ့လိုမျိုးဆိုတော့ Champions League ဝင်ခွင့်ကိုဘာလို့ဒီချိန်မှာကြည့်ဖို့ကတအားကိုအလံဝေးပါသေးတယ်ကိုရီးယားသူများအသင်းတက်ကြလို့ကောင်းနေမှာရမှာကိုနော်ကြာတာပြည့်ဒီည game live ကြည့်လာဆိုတော့ရှိပါတယ်ဆက်သမိုင်းနော်ရှိပါတယ် အစင်ဘလောက်မှန်းထားလဲဒီကကျွန်တော်တော့ဟိုယာစီစတော့ဟာပြောသလိုပေါ့လေကျွန်တော် prediction တွေပါလောက်ကြသလိုပဲအချီနေအကောင်းဆုံးဖြစ်မှာအစင်၅လောက်တိပဲဝင်နိုင်မယ်လို့တို့ထင်တာပဲဒါအစင်၅ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗာလဲအချီနေဒီကောင်းကောင်းကောင်းမှာပေါ့လေဟုတ်တယ်မနော်အစင်၅ဆိုလို့ရှိရင် Champions League ဝင်ခွင့်နေလဲရကောင်းရမှာပေါ့နော်ဒါပေမဲ့ဗျာအာဖရိကအာဖရိကကပ်ဘောနေရှင်တို့ဘာလို့ကျွန်တော်ရှိသေးတာကိုကျွန်တော်ကြည့်လိုက်ရင်အန်ဘူမူတို့အာမက်တလူကစားမတွေကို6ပွဲလောက်လက်လွတ်ရမယ်ဆိုလို့ရှိရင်တော့ဒါတော်တော်ကိုအချီနေကမဟန်ဘူးပေါ့နော်တော်တော်ကိုအချီနေကမဟန်ဘူး ကျွန်တော်တို့ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါနောက်တစ်ခုကတော့ကျွန်တော် ESPN က report လုပ်ထားတာပေါ့နော် ESPN ကဒီ Mark Odin ကဗာပြောထားလေးဆိုတော့ Joshua Zixie ကပေါ့နော်အဲ Joshua Zixie ကအပြောင်းရွှေ့ဇန်နဝါရီဈေးကွက်မှာဆိုလို့ရှိရင်အတင်းပြောင်းသွားနိုင်တဲ့ကစားမတစ်ယောက်ဖြစ်တယ်ပေါ့နော်လောလောဆယ် Sheshko Tanyan ရနေပြီမဲ့လေလို့တိုက်စစ်မှာသူပဲရှိတယ်ဆိုပေမဲ့လေလို့ပေါ့နော်အဲသူကအတင်းပြောင်းသွားနိုင်ခြင်းရှိတယ်ဘာလို့လဲဆိုတော့အခါကျတော့ကျတို့ဒီသူကိုယ်တိုင်ကလည်းအီတလီကိုပြန်သွားခြင်းပြီးတော့ ကစားကွင်ကြီးပြန်ရခြင်းနဲ့ Netherlands လက်ရွေးစင်အတင်းတွေကမ္ဘာဖလားမှာရွေးချယ်ခွင့်ပြန်ရခြင်းနဲ့ United ရဲ့ဘက်ကလည်း Sheshko မရှိရင်တောင်မှကျွန်တော်တို့အနေနဲ့သူ့ကိုသုံးမမယ်ဆိုတော့မတည်ရဘူးဗျာ။ကုညာကိုတိုက်စစ်မှာထားကစားလို့ကစားမေဆန်မောင်းကလည်းရှိနေတယ်ဆိုတဲ့အခါကျတော့ Number 10 row နဲ့နေရာနဲ့တိုက်စစ်နေရာမှာဟို Zigzi မရှိဘဲနဲ့လည်းသွားမဲ့အခြေအနေမျိုးတွေဖြစ်နေတာပေါ့။အဲ့တော့ဘယ်လိုပြောမလဲ United ရဲ့ဘက်ကတော့ဘယ်နော်ဘယ်လိုပြောမလဲဒီအကယ်လို့ကျွန်တော်တို့အနေနဲ့သူ့ကိုလက်လွတ်မယ်ဆိုလို့ရှိရင် ငွေကြေးအတန်းတန်းတခုကြီးရနိုင်တယ်လို့သူတို့ကလည်းယုံကြည်ထားတာပေါ့နော်ဟိုသူတပင်းအီတလီစီးရီးအတင်းတွေကိုပြန်ရောင်းမယ်ဆိုရင်ဒီကစားမကအီတလီမှာအချင်းကြီးကောင်းပြီးသားဆိုတော့ပေါ့နော်ဒါကျွန်တော်အပြောင်းရွှေ့ကတော့မနေ့က zig zero ပါတို့ကကျွန်တော်တော့ mmorin ရဲ့အစီအစဉ်တွေမှာပါတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကျွန်တော်မထင်ဘူးခုနကပြောလို့ပဲတိုက်စစ်တယောက်မပါရင်တော့မှဗျာတိုက်စစ်တယောက်ကျွန်တော်မပါဘူးဆိုရင်တော့မှ zig zero ကိုတုံးတာမျိုးမှကျွန်တော်တိတ်မရှိတာဟုတ်တယ်မလားကုညာကြီးကိုတိုက်စစ်ကိုထားရတယ်ဗျာနော်ပြီးရင်မေဆန်မောင်းနဲ့အမ်ပူမူနဲ့ဗျာကုညာကနောက်ဆင်လာတဲ့တိုက်စစ်မှုကမရှိဘူးဗျာ ဒါပေမဲ့ဒီလိုပြဿနာမရှိဘူးသိရမလား तू စိတ်ကြိုက်ကစားမား၃ယောက်ပဲ तू တုံးနေရတာကိုနော်အန်ဘူမိုကလည်းစိတ်ကြိုက်ဖြစ်တာကျွန်တော်ဒါအကောင်းဆုံးကစားမားဘူးပဲလေမီဆန်မော့ကလည်းစိတ်ကြိုက်ဖြစ်တယ်ဆိုတာကောင်းနေတာပဲအဲမနော်ကုညာကလည်းကောင်းနေတာပဲတိုးတိုးလေးပဲတိုက်စစ်မှုစစ်စစ်ကလိုတယ်ဗျာသိရမလားအခုတော့မရှိဘူးမရှိတော့ तू ကတော့ zigzag လဲ तू မသုံးဘူးနော်အဲ့တော့ဂျိုရှူဝါ zigzag နည်းနဲ့အတင်းပြောင်းဖို့ကိုပဲ तू ကတိတ်ဥစားပြီးပြီးတော့ကြည့်ရမယ်တယ်မှာပါတယ်အဲ မော်နီမှာပြရတဲ့ဟုတ်ကဲ့ပါမလီမင်္ဂလာပါမင်္ဂလာပါဒီနေ့ည live မျော်နေမယ်နော်တဲ့ဟုတ်ကဲ့ပါအဲကျွန်တော်ဒီနေ့ညကျွန်တော် the game ရှိတယ်ပေါ့နော်ကျေးဇူးများဒီမှာလေလမ်းမန်းလေးကောင်းနေလို့နော်တဲ့မဟုတ်လို့ရှင်ဆက်ရှိကူမကတော့ဘူးတဲ့ပေးရမှာ၄ကားတယ်နော်အဲ့လိုကျွန်တော်တို့ပြီးတယ်မလားကျွန်တော်တို့မျော်လင့်တာပေါ့ဗျာနော်ကိုအသင်းကတော့မင်း Champions League ဝင်ခွင့်မပြောနဲ့ဖလားပါရကျင်တာပေါ့ဟုတ်တယ်မလားနော်မင်းရမင်း MO နေနဲ့ပဲဖလားရရဟုတ်တယ်မလားနော်တန်ဟာကြီးပြန်ခေါ်ပြီးဖလားရရဟလားနော် Ryan Gig Ryan Gig နဲ့ဖလားရရဗျာသိရမလားဘလို့ပဲရရဖလားရရင်ကောင်းတာပေါ့ မျောမဲ့မျောတော့လေချန်ပီယံလေးဝင်ဝင်နေပါလိမ့်ပဲမျောတော့မလဲနော်ဖလားတွေပါမျောမှာပေါ့တယ်မလားနော်သူတို့လည်းပဲကိုတင်းရဲ့ချင်းတွေကတပွဲကိုနှစ်ကိုးလုံးပြီးနေရတဲ့ဆိုကြဲကမင်းကိုက၃ကိုးလောက်ပြန်သွင်းနိုင်မှာကိုမင်းနိုင်ပွဲရယူနိုင်မယ်ဖြစ်နေဟမ်အချင်းကြီးကမကောင်းဘူးနော်ခန်းစစ်ကတအားပြဿနာကြီးတယ်ခန်းစစ်ကပြဿနာကြီးတော့တိုက်စစ်ကဘလောက်ပဲကိုသွင်းသွင်းပြီးတယ်မလားဟိုရက်လက်တွေကတအားကိုကမောက်ကမတွေနိုင်တကယ်တမ်းပွဲတစ်ပွဲအတွက်ဆိုလို့ရှိရင်နှစ်ကို၃ကိုးဆိုတာဒါနိုင်နေရမှာဗျဒီတဲ့နှစ်ကို၃ကိုးဆိုတာဒီ အနိုင်ယူနိုင်တဲ့ရလတ်မျိုးပြတည်ရမှာဟို goal score မျိုးဒါပေမဲ့လေလို့ goal တွေကတော့နှစ် goal သုံး goal ပြန်ပြီးနေရတယ်ဆိုတဲ့ခါကျတော့တည်ရပွဲတွေနဲ့တင်ကျွန်တော်ကတိုင်ပက်နေတာလေကျွန်တော်ပါတယ်မင်္ဂလာပါတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါနော်အဲဂူသမားလေးပြောင်းလဲထားလို့တဲ့နော်ကျန်တဲ့ဂူသမားတွေနဲ့ဆိုလို့ရှိရင်တော့နိုင်ပွဲတော်မှာတွေ့ရမယ်မထင်ပါဘူးဗျာတဲ့ဒီခန်းစစ်နဲ့ဆိုလို့ရှိရင်တော့ခန်းစစ်ကပေးဖို့ဒီများနေတဲ့ပြဿနာတွေကိုအခုထိမဖြေရှင်းနိုင်တာတော်တော်ဆိုးတယ်ဗျာတဲ့နော်အဲခန်းစစ်ကဗျာကျွန်တော်က9ယောက်လဲထားဆိုတာပဲ ော်9ယောက်လဲထားဆိုတာပဲအဲ့ဒီရှိမှလဲ defensive midfield တွေပါလေကျွန်တော်ရှိတာပဲဒါပေမဲ့လည်းလို့ကျွန်တော်ကဂူရီကပြီးနေရတော့ပေါ့နော်တချို့ ware ကျတော့လဲ develop ဖြစ်တဲ့ဂူရီဘာညာတွေကတော့ဘယ်တက်နိုင်မလဲဒါကစားမားတွေကိုနီးပြကောဘာမှမတက်နိုင်ဘူးအဲ့မဲ့တချို့ကျွန်တော်အနေနဲ့ Norian Forest နဲ့ပွဲမှာပြရတဲ့ဂူရီတို့ဒါတွေက blue man လက်ခံလက်သိမ်းခံစရာအကြောင်းမရှိဘူးဗျာသိတယ်မလားအဲ့ဆိုတော့အိုက်ဂူရီဆိုလို့ရင်တအားအပေါ်သားဆန်လို့ねကျွန်တော်တို့ဘက်ကပြရတဲ့ဆိုဟိုဂူရီရာလေးတယ် โอเคဆိုတော့ကျေးဇူးများတွေပါတယ်ကျေးဇူးများတွေပါတယ်เนาะ farming lopez ကိုကိုသိနေပြရတယ်ဘလို့ရောက်มาတော့เนาะဘလို့ရောက်มาတော့ဆရာသမားရေเนาะခန်းစစ်မှာ delay တယောက်ပဲကောင်းနေတယ်เนาะတဲ့ခန်းစစ်က delay တယောက်ပဲကောင်းနေတာကျွန်တော်တို့လစ်ချာတို့ဘာလို့ကိုမျောလင်းတော့လေဗျာလစ်ချာကလည်းပွဲမကစားတာကြာပြီဆိုတော့သူ့စီကနေပြီးတော့အဲ့လောက်ထိမျောလင်းလို့ရမှာလားပေါ့ပြီးရင်လည်းပဲသူကအမှန်တမ်းပြောရင် united ကိုရောက်ကြတဲ့ကဒဏ်ရာလေးကြီးရနေတာဆိုတော့ခန်းစစ်ကဘလို့ပြောအားကိုးရတဲ့ကစားမဆိုတာအဲ့လောက်ကြီးဒီမရှိဘူးဖြစ်နေတယ်ဗျာဒီလားယူရူတို့ဘာလို့ကလည်း အမြင်ဘောဒီမှာအားနေနေတဲ့ physical ဒီမှာဒီကောင်အားနေနေတော့မယ်တိလားညံနှုံးရှိပေမဲ့လည်းလို့လေလုံးဝအဆင်မပြေဘူးဖြစ်နေတယ် physical ဘန်းရတာ bully ရန်လောက်ခံနေတယ်မှာပါတယ်ပေါ့နော်အမြင်ဘောကလည်း तू ကဒီတဲ့ပူကောင်းအောင်မှာသူ့ပုံစံနေဆိုရင်ကောင်းနိုင်ဘူးအဲ့တော့ cancel က delete တယောက်လောက်ပဲဒါတော့မှ delete က dr d အဆင်ပြေလားလို့နော်ပြီးခဲ့တဲ့ရာသီတွေကလို့ဆိုကျွန်တော်မလွယ်ဘူးအဲ့တော့နော် cancel ကဒီတဲ့ပူကောင်းဖို့လိုပါတယ်ကောင်းမလားကျွန်တော်ကြည့်ရမှာပေါ့နော် ဆိုတော့ချီးတီးမြားဒီမှာလည်းချီးတီးမြားဒီမှာလည်းဆိုတော့တော်တော်တဲ့ကျွန်တော်ကြည့်နေကြကိုကျွန်တော်သား400နီးပါးရှိပါတယ်တယောက်ချင်းစီတန်းကိုကြည့်သူပါဒါကတော့မနက်ခင်းပိုင်း Manchester United နဲ့ပတ်သက်ရထားတဲ့သတင်းတချို့ပေါ့လေဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နေကင်းဗီဒီယိုလေးဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများအလုံးကိုချီးတူများကြီးဒီမှာလည်း